စာပေချင်းမြတ်လို့သူများအားလုံးပဲမင်္ဂလာပါရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးတော်သားဆွေဘာသာပြန်ရေးသားထားသောကွိရွှေဝါဝိတ္ထုအပိုင်းကိုစက်သိမ့်ပိုင်းပဲဖြစ်ပါတယ်ရှင်။ကျမနဲ့အတူအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။ကွိရွှေဝါအပိုင်းကိုနေကြလာလေ အမေတို့အတွက်ကျွန်တော်မှတောကပွားရလေးဖြစ်တော့တယ်။သူတို့သွားရမယ့်ခရီးနဲ့နမကြီးမိတကြိုဖို့လိုအပ်တဲ့ထင်းများပြည့်စုံအောင်ဆောင်ရွက်ရမယ့်ဝတ္တရားကလည်းမနှင်းမှန်းကျွန်တော်သိပါရဲ့။ဒီပြင်ဘေးအန္တရာယ်တော့တွေးကြည့်လို့မရပါဘူး။လမ်းမစရာအကြောင်းလည်းမရှိဘူး။သူတို့လမ်းမဒီထားအောင်တော့ဒီတော့တဝိုက်မှာရှစ်ဆက်ကလဲနေတဲ့ဂျမ်ပါကြီးတကောင်လုံးပါသွားသေးတာပဲ။ရွှေဝါဟာ တန်တန်ဆွမ်းဆွမ်းမဟုတ်သေးပေမဲ့အမေတို့ကိုတော့ကောင်းကောင်းမွန်မွန်စောက်ရှောက်နိုင်ပါလိမ့်မယ်။အဲ့ဒါလို့ကိုကိုကိုဖြည့်သိမ့်မိမဲ့စိတ်ထဲကတော့ဘဝင်မကြနိုင်မဲလေးတီးတီးကြီးဖြစ်နေတယ်။ညီလေးအားလေးကသာထိန်ချောင်းစရာတာဝန်မရှိခဲ့ရင် ကျွန်တော်သူတို့နောက်ကိုလိုက်သွားတာကြာလှပေါ့။ညစာစားချိန်တောင်လွန်လာပြီဖြစ်တဲ့အတွက်အားလေးကလေးဟာတကြီးကြီးနဲ့ဤစာပြုတ်လာပြီ။ ဒါကြောင့်ကျွန်တော်ကသူနဲ့ပါပြီးအတွက်နုနဲ့ပြောင်းစံပေါင်မုံရောငွေထားတဲ့စားစရာတစ်ခွက်စီချပေးထားလိုက်တယ်။နောက်ပြီးစင်မြင့်ပေါ်မှာဖျောင်းနိုင်တဲ့တိုင်ထွန်းရင်းလဲပြန်ကြည့်လိုက်တော့ဒင်းတို့နှစ်ယောက်ဟာ သူ့ခွဲကိုခွဲတီးချမစားပဲတစ်ခွက်ထဲအတူတူနှိုက်စားနေကြတာတွေ့ရတယ်။ဒီပြင်အချိန်မျိုးမှာဆိုရင်ဒီနှစ်ကောင်ကိုကျွန်တော်ကောင်းကောင်းတွေ့မှာပဲ။ခုတော့အမေတို့အတွက်ပူပန်တော့ကရောက်နေရတာနဲ့မောပြီးငိုက်နေတော့တယ် ဒါကြောင့်သူ့ကိုစေကျော်တုတ်တင်ပေးပြီးခွေးကလေးပါပီပါအိယာဝင်ခိုင်းလိုက်တယ်။သူတို့အိပ်ပြောသွားတော့ကျွန်တော်ဟာအမေတို့နောက်ကိုလိုက်မယ်လို့လှုပ်တုံးနားထဲကိုအတန်တန်ဝင်လာတာနဲ့ကြပြားကရဝန်ရတာဘက်ကိုပြေးထွက်ခဲ့တယ်။ကြားရတဲ့အတန်ကခွေးချင်းခွေးချင်းကြိုက်တဲ့အတန်ပဲ။မှောင်နေမှာမို့ဘာမှမမြင်ရပေမဲ့ဖေဝါကြီးရဲ့ဒေါနဲ့မန်နဲ့အော်တန်ကိုကောင်းကောင်းမှတ်မိတယ်။ကြိုက်တန်ခဲတန်လုံထွေးတန်တွေဟာ တိတ်ယုံယုံနဲ့အိမ်ပက်စီတရွေ့ရွေ့နီလာပြီးကျွန်တော်ကိုဝက်ရိုင်းတွေဝိုင်းဝိုင်းတွေတိုက်ခိုက်စင်ကရွှေဝါကြီးဟာခုလိုပဲဒေါ်ကြီးမန်ကြီးတဟီးဟီးနဲ့အတင်းဝင်အတင်းကြိုက်ပြီးကဲကဲတုံးကအတန်မျိုးပဲကျွန်တော်ဟာဝရန်ဒါမှာတန်မှုနှက်ထားတယ်လို့မလုံနိုင်မရှက်နိုင်နဲ့ငူငူကြီးရပ်ပြီးဘာလို့ရဘာကံရမှန်းမသိဖြစ်နေတယ်ဒီတော့အမောင်လေးကဂျန်ဘာရဲ့နှာမှုတ်တန်ကိုကြားရပြီးအမေတို့လှဲကဘွားကနေပေါ်လာတယ် အမေကအကြောက်ကြီးကြောက်နေတဲ့အတန်းနဲ့တအားအော်ပြီး traffic traffic မိဘုံတစ်ခုမြန်မြန်ရှို့စမ်းသားရဲ့တနတ်လဲယူခဲ့မြန်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 ဒီတော့မှကျွန်တော်လဲအိမ်ငွေပြဲသွားတဲ့လူလိုစက်ခနဲ့တတိယလာပြီး အမေပြောတာတွေကျွန်တော်ကြားချောင်းအော်ဟစ်ပြောရင်အိမ်နဲ့တနတ်ယူဖို့ပြေးဝင်ခဲ့တယ်မိဘုံကိုဘာနဲ့လုပ်ရပါမလဲလို့စဉ်းစားရင်အိမ်နောက်မှာဟင်းရွက်ခင်းလုပ်ဖို့အမေခြံရှင်းစင်ကဆွဲနှုတ်ထားတဲ့စင်ကိုမျက်ဖူတွေကိုတတိယရတယ် ဒီအရက်မှာစင်ကိုမြက်တွေဟာတိတ်တန်တာပဲအရွက်အရိုးတွေဟာလည်းမာတယ်အရွက်ထိတ်ပိုင်းဟာလှန်ပြားကလေးတွေလိုပဲသွားကင်ရင်စူးလဲစူးတယ်ဒါပေမဲ့ဒါတွေကိုကျွန်တော်မကြောက်နိုင်တော့ပါဘူးတပွေကြီးသွားပွေယူလာပြီးအိမ်ရှိကွက်လက်ထဲချလိုက်တယ်ပြီးတော့မိဘတွေကမိကြီးမိခဲတွေယူအောင်ပေးရင်တစ်ချက်နှစ်ချက်ရက်တောင်ခတ်ပေးလိုက်တယ်ဆိုရင်ပဲပထမတော့မိကိုတွေဦးလာတယ်နောက်တော့မိတော်ကလေးကနေမိတော်ကြီးဖြစ်လာပါရော့ စင်ငုံမြက်တွေကမချောက်တချောက်ပြီးမဲ့အစီရှိတဲ့မြက်မျိုးမှုတခဏချင်းမီဟုံဟုံလောင်တော့တာပဲကျွန်တော်ဟာနောက်ထပ်မြက်တွေတပွေပြီးတပွေသွားယူခဲ့တယ်မိအားတော်တော်ကောင်းပြီးတပ်ဝင်းကျင်မှာလင်းလင်းထင်းထင်းဖြစ်တဲ့အခါကျတော့တနတ်ကို အပြေးကလေးယူပြီးအစင်သင့်မောင်းထိုးထားလိုက်တယ်။ကြိုက်တန်ခဲတန်တွေဟာမိအောင်ရှိတဲ့ကွက်လက်ထဲကို ရောက်လာပါပြီ။အစ်စ်ပါပဲဗျာ။ရွှေဝါကြီးဟာ ူလိုပဲဒေါသတကြီးဖြစ်နေတဲ့မဲမဲတတဝါတကောင်နဲ့လုံထွေးတပ်ပုံနေတာမြင်းမြင်းထင်းထင်းပဲတွေ့ရပါတော့တယ်။ဒီဒီမဲအမေကတတိထသားတတိထအနာသိမ့်မကတ်နဲ့တေချာချိန်ပြီးပြည့်မလွဲစင်နဲ့အဲ့ဒါတကူတော်ဝင်းပလွေကြီးယူးလဲယူးနေတယ်။ကျွန်တော်ကြက်သီးဖြန်းကနေထထားတယ်။တကူတော်ဝင်းပလွေဆိုတာကတင်းနဲ့အုံနဲ့မနေပဲတကူနဲ့ခွဲထွက်နေတဲ့အကောင်မျိုးဖြစ်တယ်။တန်လဲတန်နဲ့ စိုးလဲတိတ်ဆိုးတယ်။နွားတွေမြင်းတွေဆိုရင်ဘုံကနဲ့လဲကြအောင်ဆွဲလှဲနိုင်တယ်။ခုတော့ကြည်စမ်းမအောင်ပါ။ကျွန်တော်မတန်မဆွမ်းတဲ့ခွေးရွှေဝါကြီးဟာဒီလိုကောင်ကြီးမျိုးရဲ့အန်ဒီရကလွတ်အောင်ကိုသခင်ကိုတေးသေးကြီးကြီးကာကွယ်ပေးနေရှာတာ။ကျွန်တော်ဟာတနတ်မလိုက်ရင်အမေကိုလှမ်းအော်လိုက်တယ်။အမေတို့လွတ်ရမြန်မြန်ရှောင်ကြဗျာ။နှုတ်မဝင်ကျွန်တော်ပြရခက်တယ်။အမေဟာဂျမ်းပါကိုကြာဖို့နဲ့ ဖက်ခနဲတစ်ချက်လှမ်းရိုက်လိုက်တယ်ဆိုရင်ပဲဂျမ်ပါဟာနှာပြင်းပြင်းမှုန့်ရင်းအိမ်ဘေးကကိုယ်ပြီးပြေးဝင်သွားတော့တယ်အမေကအင်ရှိဝန်ရံတာကထွက်လာသည့်တိုင်အောင်ကျွန်တော်ဟာတနက်တစ်ချက်မှ မပြေရသေးပါဘူးရွှေဝါတို့ဟာအကွဲကွဲ အပြားပြားမဖြစ်သေးလို့မတော်တဆရွှေဝါကိုမှားပြစ်မိမှဆိုးတဲ့အတွက်ကောင်းကောင်းကိုချောင်းနေရပါတယ်ဒီလိုစောင့်ဆိုင်းနေရတဲ့အချိန်ဟာကျွန်တော်တသက်မှတကပါလို့ထင်မိပါရဲ့ကျွန်တော်နှလုံးသားဟာ ရင်ထဲကခုံထွက်လာပြီးပါဇက်ဖျားမှာရောက်နေသလားတောင်အောင်းမိရပါတယ်ကျွန်တော်မျက်စိရှေ့မှာတော့ရွှေဝါကြီးဟာ သူ့ထက်ကြီးတဲ့ဝင်းပလွေကြီးနဲ့လေးပွေမှွေသလိုမှွေရမ်းလူးလိမ့်ပြီးအထက်ရောက်လိုက် အောက်ရောက်လိုက်နဲ့ပါဇက်ကတပြဲပြဲသွားဆွဲကြီးဒီအဖွေးသားနဲ့တကောင်နဲ့တကောင်မိညာဖန့်ကင်ရင်ညအမောင်မှိုက်ထဲမှာမိအောင်ပြန်ဟိုက်လိုက်လို့မျက်လုံးစိမ့်စိမ့်ကြီးတွေက ဝင်းကနေလက်ခနေပေါ့ တချီမှာတော့သူတို့နှစ်ကောင်ဟာကရင်ခရင်ထွေးကနေလဲကြသွားတာမှာအင်အားချိနေနေတဲ့ရွှေဝါကြီးဟာချက်ချင်းပြန်မထနိုင်တော့တာမှုဝင်းပလွေကြီးကအထက်စီးကရသွားပြီးရွှေဝါရဲ့လေမျိုးကိုကုန်ခဲထားတာကျွန်တော်တွေ့ရတယ်ကျွန်တော်အတွေ့ချက်ကောင်းမယ်သို့တော့တနတ်ကိုတည်တည်ချာချာထိုးချိန်ထားပေမဲ့မိအောင်ကအာနေပြီးမသိမကွဲဖြစ်နေတာမှုဖျားတာပြီးတနတ်မောင်းကိုတအားနှစ်ချလိုက်ရပါတော့တယ်ဒိုင်းကနေဆိုတနတ်ပြောင်းက မိန်းမ်းရှိကြီးထွက်သွားတာနဲ့တနတ်တင်ဟာကျွန်တော်ပခုံးကိုအရှိန်နဲ့လာဆောင်တော့ကျွန်တော်မဟန်နိုင်တော့ပဲပက်လက်လန်လဲသွားပါတယ်။နလန်ထဆအားမရှိသေးတဲ့ကျွန်တော်ဟာမူးဝေသွားပြီမဲ့လဲထရင်နားဆွင့်လိုက်တော့စိုးစိုးကဝယုံသုံးကားအတန်တွေဟာလုံးဝတိတ်ဆိတ်နေတာတွေ့ရတယ်။တစ်စက္ကန့်အတွင်းမှာပဲကျွန်တော်ဟာဘေးချင်းရှင်လဲကျနေတဲ့မဲမဲတံတန်းနှစ်ခုစီအပြေးရောက်သွားတယ်။တုံးလုံးလဲနေတဲ့ရွှေဝါကြီးကိုငုံကြည့်ရင် တေများသွားပြီလားလို့စိုးရင်စိတ်နဲ့သူ့နရွက်ပြက်ကြီးကိုအตาတို့ကြည့်တော့ရွှေဝါကြီးဟာတက်ပြင်းတက်မကြီးတစ်ချက်ချပြီးမျက်လုံးဖွင့်လာတယ်ကျွန်တော်ကမြင်တော့သူ့အမီတူတူကြီးကိုလှုပ်ရင်းတဖြည်းဖြည်းအာယူထလာပြီးကျွန်တော်လက်ဖမိုးကို ရှာနေရက်တယ်ဒီတော့မှကျွန်တော်ရင်ထဲကအလုံးကြီးဝုန်းကနေကျသွားပြီးတင်းထားတဲ့စိတ်နဲ့ short ချလိုက်ပြီးမှကျွန်တော်ဟာတကူလုံးတစ်ဆက်ဆက်တုံရင်းပုံနှရသားထိုင်ကျသွားတော့တယ် ီအချိန်မှာအမေဟာအိမ်ပေါ်ကဆင်းလာပြီးကျွန်တော်ဘေးမှာလားထိုင်နေ။နောက်ကျွန်တော်ပခုံးကိုယူယူရရဖဲ့ရင်းသူတို့အဖြစ်ပြက်ကို ပြန်ပြောပြတယ်။အမေနဲ့လစ်ဘက်ဟာနေဝင်တဲ့အချိန်ထိနမကြီးကို မီးတကြိုရတယ်။အပြန်မှာရင်းငတ်လွန်းလို့ငှက်သေးတဲ့စမ်းချောင်းကလေးရောက်တော့ဆင်းပြီးရေတောက်ကြတယ်။သူတို့စမ်းချောင်းကလေးဘေးမှာဒူးကလေးတွေထောက်ပြီးလက်ခုံနဲ့ရေကြုံပြီးတောက်နေကြတော့မှပဲအဲ့ဒီဝင်းပလွေကြီးရောက်လာတော့တာပဲတဲ့ အမေဟာရေတောက်နေရကချောင်းကပားဆောက်ပေါ်မော့ကြည့်လိုက်တော့ဒီကောင်ကြီးကမှုံရင်ဝိုးတော်ရဲကနေအမေတို့စီကပားအတိုင်းပြည့်စင်လာနေတယ်။ဗဇက်ကြီးကိုဖြဲလို့ဒင်းဒီလိုပြေးလာနေတော့အမေက အနာမှာတွေ့တဲ့တိတ်ကိုင်းချောင်းကြီးတစ်ချောင်းကိုကင်တဲ့ပြီးဝင်းပလွေကလည်းသူတို့ကိုခုံအုပ်လိုက်ရာ ရန်တန်ရိုက်ထက်လိုက်တာကံအားလျော်စွာပဲအကောင်ကြီးနှာနုကိုရိုက်မိတော့လဲကြသွားတယ်တဲ့အဲ့ဒီအချိန်မှာပဲရွှေဝါကြီးဟာအပြေးရောက်လာပြီး ဝင်းပလွေကိုဝင်းဆွဲတော့တာပဲအမေနဲ့လစ်စဘက်ဟာလဲဝော်ပြည့်တက်ပြီးဒုံဆိုင်မောင်းလာကြတယ်ဝင်းပလွေကလည်းနောက်ကပါလာတယ်ရွှေဝါဟာသူ့အချင်းကြီးကိုသူသိလို့ဝင်းပလွေကိုအမေတို့စီမမှီနိုင်အောင်နောက်ကတက်အားသည်ဖြန့်တားရင်တချီတချီမှာအလစ်မှောင်ဖင်းဝင်းဆွဲခေါင်းဝင်းဆွဲရင်လိုက်လာတယ်တဲ့ဒီဝင်းပလွေဟာယူကိုယူနေလို့ဒီလိုလူနောက်ကိုမကြောက်မရွံ့စိုက်လိုက်မတ်တက်ပါလာတာပေါ်သားရဲ့ ွေယိုသားယိုဝင်ပလွေဆိုရင်လူနဲ့နီးနီးကပ်ကပ်ဘယ်တော့မှမနေဘူးလူတွေကိုသူတို့ကြောက်တယ်တင်းကွဲတကူတော်ဝင်ပလွေတွေတောင်လူဆိုရင်ဝူးဝီးဖာရှောင်းတာရွှေဝါကြီးအမေတို့နောက်လိုက်သွားတာကံကောင်းတာပဲနော်အမေကျွန်တော်ကပြိုရင်ရွှေဝါသာမပိုင်ရင်အမေတို့အဖြစ်ကိုမတွေးဝင်လို့စက်သီးမွေးညင်းထသွားတယ်အမေကခက်ထွေထွေငင်းနေရင်းက ညင်ညင်ညံ့ညံ့အတန်နဲ့တိုးတိုးလေးပြောတယ်။အင်းရွှေဝါပါလာတာအမေတို့အတွက်ကံကောင်းပါတယ်။သူ့အတွက်တော့ကံမကောင်းရှာဘူးသားရဲ့။ကျွန်တော်ကအမိစကားကိုရုတ်တရက်နားမလည်နိုင်သလိုဖြစ်ပြီးကိုကိုမက်လိုက်ရင်ဟမ်ရွှေဝါဘာလို့ကံမကောင်းတာလဲအမိရဲ့ရွှေဝါဘာမှမဖြစ်ပါဘူးနည်းနည်းပါးပါးတော့စုတ်မယ်ပြဲမယ်ပေါ့ဒါပေမဲ့တိတ်ပြီးဒဏ်ရာအနာတရတော့ဟုတ်ခံမတူပါဘူး ကြည့်ပါအောင်အင်ကိုပြန်သွားတာဖြောင်းလို့ဒါပေမဲ့ဒီလိုပြောနေရင်ပဲအမေစကားအတိတ်ပဲကိုကျွန်တော်တစားအစားရိမ့်မိလာပါတယ်ဒီတော့ကကျွန်တော်ဝမ်းပိုက်တပြင်းလုံးရေခဲတုံးကြီးနဲ့ဖိလိုက်တယ်လို့အေးစိန်သွားတယ်ကျွန်တော်ဟာအမှန်တရားကိုသိလျက်နဲ့ဝင်းမခံရဲပဲဖြုံးကနေထိုင်ရာက ခုန်ထလိုက်ပြီးအမေအမေဘယ်လိုပြောလိုက်တာလဲအမေရွှေဝါဟာခုရင်ကပဲအမေတို့အသက်ကိုကယ်ခဲ့တယ် ကျွန်တော်အသက်ကိုဝက်ဆိုးတွေလက်ကကယ်ခဲ့တယ်။ညီလေးအားလစ်ကိုဝဝင်မကြီးအန်နရဲကကယ်ခဲ့တယ်မဟုတ်လား။သူဟာကျွန်တော်တို့တအိမ်လုံးရဲ့အသက်တခင်ကျေးဇူးရှင်မအမေရဲ့။အမေနဲ့အမေနဲ့ပြောရင်လိုက်တာဗျာ။အမေကထိုင်ရာကထိုင်ရင်ကျွန်တော်ပခုံးကိုလှမ်းဖိရင်မချစ်တင်ငယ်အတန်နဲ့ဒါရီအမေမိသိပါမလား။တာကြီးရဲ့။ဒါပေမဲ့ရွှေဝါဟာယူနေတဲ့ဝင်းပလွေအကိုက်ကို ခံခဲ့ရပြီ။တာရဲ့ အမိအတန်ငိုတန်းပါလာသည် ကျွန်တော်လိပ်ပြဟာကျွန်တော်ကိုယ်ထဲကလွင့်ထွက်သွားပြီးအဆုံးအစမရှိတဲ့အမှောင်မိုက် လေဟာပြင်းထဲမှာထောင်ချောင်းမိနေတဲ့ကြွက်ကလေးတစ်ကောင်လိုပိုပြီးဒီပြေးဖြစ်နေတယ်ထင်မိတယ်ပြီးမှဥအာယုံကို အတင်းစုစည်းထိမ့်သိမ်းရင်းအမိကို တောင်းပန်နေမိတယ်ဒါပေမဲ့အမိရဲ့ရွှေဝါယူးမယ်မယူးဘူးကျွန်တော်တို့မှမသိသေးတာကြီးသူ့ကိုတန်ကျိုးနဲ့ခြိထားမယ်ဗျာ ဒါမှမဟုတ်ကြောင်းစီတွေထဲတဲ့ပုံထဲလှောင်းထားမယ်ဗျာမဖြစ်နိုင်ဘူးလားဒီလိုပြောလိုက်တော့အမေဟာကျွန်တော်ကိုတင်းတင်းကြီးဖက်ပြီးကျွန်တော်ပခုံးမှာမျက်နှာအပ်ပြီးရှိုက်ကြီးတငင်ဟိုပါတော့တယ်အမေတို့အရင်မကူးဝင်မှုသားရဲ့ရွှေဝါယူပြီးဆိုရင်အမေလားတာလားမင်းကြီးလေးအားလလားဘယ်တော့ကြိုက်မလဲနေတထိတ်ထိတ်ညတထိတ်ထိတ်နေရတော့မင်းမင်းမပြည့်ရရင်အမေပြစ်ပါမယ်ဘာဖြစ်ဖြစ် လှုပ်ကိုလှုပ်ရတော့မာသားရဲ့ရွှေဝအဖို့လည်းမကောင်းတော့ပါဘူးအမေပြောတာအားလုံးမှန်ပါသည်ခွေယူယောဂာနဲ့ပတ်သက်လို့ကျွန်တော်တို့သိရသမျှတော့ဝင်းပလွေကြိုက်တာကိုပယ်ပယ်နှင်းနှင်းခံခဲ့ရတဲ့ရွှေဝဟာဒီယောဂာကုဆင့်မှုကဘလို့မှမလွတ်ကင်းနိုင်တော့ပါဘူးအနှင်းနဲ့အမြန်ပဲရွှေဝနဲ့တေခွဲခွဲရတော့မယ်လို့လက်ခံလိုက်ရတာနဲ့တပြိုင်နက်ကျွန်တော်ခန္ဓာကိုယ်ရဲ့က ဘာရယ်လို့မပြောနိုင်တဲ့အရာတစ်ခုဟာရုတ်ချီးပျောက်ွယ်သွားသလိုပဲကျွန်တော်ရင်ထဲမှာဘာမှခံစားမှုမရှိတော့ကျွန်တော်ခန္ဓာကိုယ်ဟာ ထုံစေးထိုးထားသလိုသို့မဟုတ်လူသေးကောင်အသက်သွင်းထားသလိုပါပဲကျွန်တော်ဟာအမေကိုထားခဲ့ပြီးမိကြီးခဲရဲရဲလောက်သာကြံတော့တဲ့မိဘုံဘေးမှာတွားရက်လိုက်တယ် ပြီးတော့ရွှေဘွားကိုအော်ခေါ်ရင်းတက်နှက်ကိုရမ်းအစ်စ်ထိုးလိုက်တယ်။ရွှေဘွားဟာကျွန်တော်ခေါ်တန်ကြတော့တကူလုံးနာကျင်နေလျက်နဲ့နေရာကထားပြီးတလုံးလုံးနဲ့လာရှာတယ်။ကျွန်တော်ရှင်ရောက်တော့မတ်တက်ရက်ပြီး ကျွန်တော်ကိုဘာခိုင်းစရာရှိပါသေးတယ်လဲသခင်ဆိုတဲ့မိကုမျိုး မေးတယ်လို့ပဲကျွန်တော်ကိုအလွန်မျက်နှိုးတဲ့မျက်လုံးမျိုးနဲ့ကြည့်နေပါတယ်။ကျွန်တော်မျက်စိမှာတော့ မျက်ရည်တွေတဝင်းဝင်းနဲ့သူ့ရဲ့နှစ်ဖူးတဲ့တဲ့ကိုတနက်ပြောင်းတည်ပြီးခလုတ်ကိုဆွဲလိုက်ရပါတော့တယ်နေ့ရက်တွေကုံလွန်ခဲ့တော့လဲကျွန်တော်မှဖြေလို့မပြေနိုင်ပဲရှိနေရပါတယ်ကျွန်တော်အိတ်မပြောပါစားလို့လည်းမဝင်ပါငိုစရာမြေကြီးတွေလည်းမရှိတော့ပါကျွန်တော်ရင်နဲ့ဟာလာဟင်းလင်းကြီးဖြေပြီး ရှင်နေနာပြီးရင်နာနေပါတယ်မိနစ်တိုင်းစက္ကန့်တိုင်းကျွန်တော်ခွေးရွှေဝါကြီးကိုတတိရနေပါတယ်ကျွန်တော်နဲ့သွားအတူလာအတူလောက်ကင်နေထိုင်ရတာတွေပြောင်းတော်တွေမှာလုံထွေးစော့ကစားကြတာတွေကျွန်တော်အသက်အတွက်သူ့အသက်ကိုဗဒါနမထားပဲဝယ်ရိုင်းတွေဘေးကအသေးအကြီးခုခံခဲ့တာတွေအမေနဲ့အားလေးကလေးကိုဝတ်ဝင်မှကြီးနဲ့ဝင်းပလွေရန်ကကဲတင်ခဲ့တာတွေ တစဲရင်စိန်တွေးရင်မျက်စိတွေကကွက်ကွက်ကွင်းကွင်းမြင်ရောင်နေပြီးဆွေးမပြေနိုင်ပဲရှိတော့တယ်။အဆိုးဆုံးကတော့တလောက်သခင်ကိုချစ်ပြီးတစ္ဆာရှိတဲ့ခွေးရွှေဝါကြီးကိုကျွန်တော်လက်နဲ့ပြစ်တတ်ရတာဟာကိုကိုကိုအသေးနာလို့မဆုံးပါပဲခင်ဗျာ။အမေကကျွန်တော်ကိုတအားသမီးတရားပြပြီးဖြောင်းဖြားပါတယ်။သို့တော့ကျွန်တော်ရင်ထဲကဝေဒနာကတော့မသက်သာပါ။ ။ Elizabeth ကလည်းသူ့အရွယ်နဲ့သူတတ်တဲ့စကားလုံးလေးတွေနဲ့ကျွန်တော်ကိုပြောပြီးနှင်းသိမ့်ရှာပါတယ်။သူဟာတိတ်ရှက်တတ်တယ်။ဒါကြောင့်စကားတော့များများမပြောဘူး။သူကအာလီကလေးနဲ့စော့နေတဲ့ခွေးကွက်ကြားပါပီကလေးစီကိုညှုံပြရင်းဟူမာရွှေဝါကြီးရဲ့ကိုစားသူ့သားကလေးပါပီကြံခဲ့သားပဲ။ဒါပဲပြောတယ်။သို့တော့ကျွန်တော်စိတ်ထဲမှာတော့ရွှေဝါမှရွှေဝါ ဘယ်ဟာမှအစားမထိုးနိုင်ပါဘူး။အော်သူဟာကျွန်တော်တို့တအိမ်လုံးရဲ့အသက်ကိုကယ်ခဲ့ပေမဲ့သူ့အသက်ကိုကြာတော့ဘာမှတန်ဖိုးမရှိသလိုခေါရီကကျွန်တော်လက်နဲ့တတ်ခဲ့ရတယ်ဗျတတ်ခဲ့ရတယ်။ဒီလိုနဲ့တ냐တနိုင်မှာအခေါင်ကြီးခေါင်းနေတဲ့မိုးဟာတဲသေးမဲမဲရွာချပါတော့တယ်။ကျွန်တော်တို့တွေကိုချိန်ချောင်းနေတဲ့ခွေယူယောဂါစိုးကြီးဟာလည်းဒီမိုးကြီးကပဲစေကြောသွားနေတယ်ထင်ပါရဲ့။နောက်ထပ် မပေါ်ပေါက်တော့ပါဘူး။ဒါရင်မကဘူး။မိုးဟာ ကျွန်တော်တို့အတွက်စိုးကျိုးမှန်သမျှကိုတသွင်းသွင်းစီးဆင်းသွားတဲ့မိုးရင်နဲ့အတူတည်ပိုးသွားတယ်လို့ပါပဲ။ဘာကြောင့်လဲဆို။အဲ့ဒီမိုးကြီးရွာပြီးနောက်တနေ့မနေ့မှပဲကျွန်တော်တို့အဖေဟာရှုပ်ဝက်ရည်တွေနင်းပြီးငင်းကြီးစီးလို့အိမ်ပြန်ရောက်လာပါတော့တယ်။ပြင်ဆပ်ဆိုတဲ့ဟိုးအဝေးစီကပြင်းနေကိုအသွားအပြန်ခရီးကကြမ်းတမ်းပင်မလှတာမှု့ ဖေကတော်တော်ကိုပိန်သွားတယ်။ဒါပေမဲ့ဖေအိတ်ထောင်ထဲမှာငွေကြီးအပြည့်နဲ့နှုတ်ပြီးကျွန်တော်အတွက်ဇက်ခွန်ပြီးသားမြင်းကလည်းတကောင်ပါသေးတယ်။အဆက်အပေါက်ပြေးပြေးပြစ်ပြစ်မိကိုရင့်ရောက်မှာလေဆန်းတွေက အနဲ့ရောင်ပြတ်။ယောက်ျားတကားကြိုက်မဲ့မြင်းကျော်မြင်းလှကြီးပါပဲ။ရှင်လဲအင်မတန်ရှင်နေ။အဖေဟာရောက်ရောက်ချင်းကျွန်တော်ကိုမြင်းကျော်ပေါ်တင်ပြီးအိမ်တစ်ပတ်စီးခိုင်းတယ်။ မြင်းကြီးကညင်ညင်သာသာပဲလွှားကနေလွှားကနေပြေးတော့သူ့စီရတာအင်မတန်ညှိနှောင်းပါတယ်။ဘယ်နဲ့လဲမြင်းကောင်းမင်းမြင်းကိုကြိုက်ရလားကွာ။ဟုတ်ကဲ့အဖေကျွန်တော်ဒါပဲပြောနိုင်တယ်။တကယ်ဆိုကို့အဖေကိုဒီလိုမြင်းမျိုးဝယ်လာပေးတဲ့အတွက်ဝမ်းမြောက်ဝမ်းသာလှိုင်းလှိုင်းလေးလေးကျေးဇူးတင်စကားပြောရမှာမဟုတ်လား။ခုတော့ကျွန်တော်မှဒီမြင်းရတဲ့အတွက် ဘလို့မှလည်းဝမ်းသာအဲလဲမဖြစ်မိဘူးအဖေဟာကျွန်ုပ်မျက်နှာကို ကွက်ခနဲလှမ်းကြည့်ပြီးအမေကိုမေးခွန်းထုတ်တဲ့မျက်လုံးနဲ့ကြည့်တယ်အမေကသူ့ကောင်းကိုအตาရမ်းပြတယ်အဲ့ဒီညညစာစားပြီးတော့အဖေဟာကျွန်ုပ်ကိုစမ်းချောင်းစီ ခေါ်သွားပြီးအဖအထိုင်နေကြနေရာမှာထိုင်ပြီးตาကြီးမင်းအမေပြော့ပြလို့မင်းခွေးရွှေပါအကြောင်းအဖေသိရတယ်ဟုတ်ကဲ့အဖေကျွန်တော်ရင်နဲ့လိုက်တက်လာပြီး ကာလကြာရှည်စွာပျောက်ကွယ်နေတဲ့မျက်ရည်တွေဟာမျက်လုံးနဲ့ဝေဝဲလာတော့တယ်အဖြစ်ကတော့စိုးသဘောကွာအထူးသဖြင့်မင်းအရွယ်လူကလေးငယ်ငယ်မှာကြုံရတတ်တဲ့အဖြစ်တွေမှာအစိုးတကအစိုးဆုံးပါပဲဒါပေမဲ့ဒီလိုအဖြစ်မျိုးကိုတတ္တိရှိရှိနဲ့လူလားမြောက်တဲ့ယောက်ျားတစ်ယောက်လိုကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့တဲ့အဖေသားကြီးအတွက်အဖေအင်မတန်ဂုဏ်ယူပါတယ် အဖေကပြောရင်ကြောက်ခဲလေးတလုံးကို ကောက်ပြီးစံချောင်းနဲ့ပစ်ချလိုက်တယ်။ရေကြက်တွေထပြီးရေမျက်နှာပြင်ဘေးကရေပိုးရေမွှားကလေးတွေဟာတယုံယုံထပြန်ကြတယ်။ပြီးတော့ပြန်လဲငြိမ်သက်သွားတယ်။အဖေဟာအဲ့ဒီမြင်ကွင်းကိုစဉ်းစားသလိုကြည်ရင်"ကဲငါသားကိုအဖေတခုပြောလို့တယ်"ဖြစ်ပြီးသားတွေဟာပြီးသွားကြတာကြီးပဲ။ဒီတော့ လွန်ခဲ့တဲ့အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီးငါသားဟာယောက်ျားပြီးပြီးဘဝမှာအကျိုးရှိရှိအသက်ရှင်သွားဖို့ပဲဟာအဖေဒီလိုအဖြစ်မျိုးဆိုတာမိဖို့ရာတကယ်မလွယ်ပါဘူးဗျာအဖေကကျွန်တော်ကြောပြင်ကိုယူယူရရပုတ်တက်ပြီးရင်သူ့ကောင်းကိုခါရမ်းလျက်တာအဖေစကားကိုအသေးပဲကောင်းမလွဲစေခြင်းဘူးမှန်ပါတယ်ဒီအဖြစ်မျိုးကမိဖို့ရာလည်းမသိမ့်ဘူးအဖေဆိုလိုတာကတော့ဒီလောကကြီးမှာ ခုငါသားကြုံတယ်လို့ဖြစ်ရတဲ့အဖြစ်တွေဟာအမြဲဖြစ်ပြဲနေကြတာပဲရက်စက်ရတယ်ဝမ်းနေရတယ်ကြည်ကွေးရတယ်ဆိုတာတွေဟာဘဝရဲ့အနှိဋ္ဌာယုံတွေအပိုင်းအစတွေပဲသို့တော့လောကကြီးမှာ သူတို့ကြီးပဲလားဆိုတော့မဟုတ်သေးဘူးသူတို့ ਨੇ စန့်ကျင်ပဲဝမ်းမြောက်စရာရှင်လန်းစရာ ကြည်နူးစရာဆိုတာတွေကလည်းရှိပါသေးတယ်ဒီတော့ငါသားဟာယောက်ျားတယောက်အနေနဲ့ စိတ်သက်ကြဆင်းမှုထဲမှာကိုကိုကိုနစ်မြုပ်ထားခြင်းအပြင်ကို့အတွက်အကျိုးရှိတဲ့အဖိုးတန်တဲ့အခြေအနေကိုမဆုံးရှုံးစေခြင်းမူအစင်းရှိရင်အတက်ရှိသလိုအဆိုးရှိရင်အကောင်းလည်းရှိတတ်တာပဲဒါကိုအချိန်ကစီမံနေတာပဲအဖေပြောတာသဘောပေါက်ရဲ့လားငါသားသဘောပေါက်ပါတဲ့အဖေဒီလိုနဲ့တပတ်လောက်ရှိသွားတော့တနေသောညနေချိန်မှာကျွန်တော်ဘဝပြန်လဲရှင်သန်ဖို့ရာအမှတ်မထင်ဖြစ်လာခဲ့ပါတယ် ညစာမစားမီအဖေကကျွန်တော်ကိုမြင်းဆောင်ထဲသွားပြီးမြင်းတွေနဲ့ဂျမ်းပါကိုအစာကျွေးခိုင်းတယ်။ဒီတော့ကအိမ်ထဲမှာလှုပ်လှုပ်ရွရွနဲ့စူးစူးညံ့ညံ့အတန်တွေကြားရတယ်။အမေဟာစိတ်ဆိုးမှန်ဆိုးနဲ့စူးစူးရှာရှာអော်ပြီးဒီခွေးသခိုးလေးတော့မှတ်လောက်သားလောက်အောင်လှုပ်အုပ်မှဆိုတဲ့အတန်နဲ့တပြိုင်နက်တည်းလိုလိုမိဖို့တကားဝါကကွေးရွှေဝါကြီးရဲ့သားကွက်ကြားကလေးဟာသူ့ကိုတစုံတယောက်ကအပြင်းထန်ရိုက်လိုက်တယ်လို့မျိုးတအိုင်းအိုင်းអော်ရင်းပါဇက်သေးက ပေါင်မုံပဲ့ကြီးတစ်ပဲ့ခိုက်ရင်ပြေးထွက်လာတယ်။အိမ်ထဲမှာတော့ညီလေးအားလေးဟာအားကလောင်ချေးပြီးအမေကိုသူ့ခွေးရရပါမလားလို့ရန်တွေ့နေတယ်။ဒီတော့အမေကဟဲ့နင်ခွေးကိုငါလက်ဖျားနဲ့တောင်မထိရသေးပါဘူးအားလေးရဲ့ဆိုတော့အဖေကသူ့အတန်းဝါကြီးနဲ့တဟားဟားရဲတယ်။ကွက်ကြားကလေးရဲ့ပါစက်ထဲမှာပေါင်မုံအပြည့်နဲ့တအိုင်အိုင်အော်ရင်အိမ်ပြီးခြုံလေကြားတဲ့ကိုပြေးဝင်သွားတဲ့မြင့်ဝင်းကလေးကကျွန်တော်ရင်နဲ့ တင်းရင်းနေတဲ့ကြိုးကြီးတစ်ချောင်းကိုတောက်ခနဲဖြတ်လိုက်သလိုပါပဲ။ဒါကြောင့် ကျွန်တော်ဟာခမင်းစားပြီးတဲ့အခါစိတ်လက်ပေါ်ပါစွာနဲ့ကျွန်တော်မြင်းကြီးကိုရှောက်စီးတယ်။တွေးလိုက်မြင်လိုက်ရတဲ့ပတ်ဝန်းကျင်ဟာလည်းကြီးကြီးလင်းလင်းနဲ့စိတ်ချမ်းမြေ့စရာပါပဲ။ကျွန်တော်မြင်းကြီးကသူ့တခင်အစ်စ်ကလေးကို သူ့ကြောပေါ်တင်လာရတာဝမ်းမြောက်ဂုံယူနေသလိုပဲဗျ။ချောင်းကြီးကိုဟိုဘက်လှက်ဒီဘက်လှက်နဲ့ကြွကြွရွရွအသားကြကလေး တက်လှမ်းလို့နေဝင်ချင်းအိမ်ပြန်ဖို့ငှက်တေးတန်စမ်းချောင်းကို ဖြတ်ကူးမယ်လို့တော့စမ်းချောင်းထဲကတောက်ရီကန်ထဲမှာ ကိုလုံးဒီနဲ့အာလစ်ဟာသူ့ခွေးကွက်ကြားပါပီကလေးနဲ့စော့နေတာတွေ့ရတော့ဟေ့ကောင်အာလစ်မင်းကခွေးတခိုးလေးပါတက်ခဲစမ်းလို့ပြောဖို့ပါပဲဒါပေမဲ့မပြောပြခဲ့ဘဲကျွန်တော်ဟာအားရပါရရင်မိတော့တယ်တကယ်ဆိုရင်ကျွန်တော်တာဝန်ကဒီတောက်ရီကန်ညံ့ညမ်းအောင်လှုပ်တဲ့ တ္တဝါလေးနှစ်ကောင်ကိုနာနာတိပစ်လိုက်ဖို့ပဲသို့သောကျွန်တော်အတွင်းနဲ့ကျွန်တော်ယင်ကြားကကြည်နူးမှုကြောင့်သူတို့ကို အပြစ်မမြင်နိုင်တော့ပါ သူတို့ကို ဥပ္ပခါပြုပြီးမြင်ဦးလှဲ့ခဲ့တယ်အိမ်စီကိုတွားရင်မနဲ့ဖန်ဆိုရင်အာလစ်နဲ့ခွေးကွက်ကြားလေးကိုခေါ်ပြီးတော်ထဲမှာရှင့်လိုက်တင်ပေးရမယ်ကွက်ကြားလေးဟာငယ်သေးတယ်ဒါပေမဲ့ကြီးလာရင် သူ့အဖေရွှေဝါကြီးလိုပဲသူ့အရှင်သခင်တွေရဲ့အကျိုးကို ကောင်းကောင်းကြီးတေဘိုးဆောင်ရွက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်မျှော်လင့်မိပါတယ်ခင်ဗျာတော်ရာဆွေကျေးဇူးတင်ပါတယ်ရှင်ကျွန်မဖတ်ပြပေးခဲ့သောဆရာကြီးတော်ရာဆွေဘာသာပြန်ရေးသားထားသည့်ခွေးရွှေဝါဝိတ္ထုအခန်းစက်အနေနဲ့ဖတ်ပြခဲ့ရမှာအပိုင်း၉နဲ့ဇာတ်သိမ်းခဲ့ပါပြီရှင် ကျွန်မဖတ်ပြပေးခဲ့သောခွေးရွှေဝါဝိတ္ထုကိုအဆုံးအထိ လိုက်ပါအားပေးနားဆင်ကြကြတဲ့စာပေချင်းမြန်လူသူများအားလုံးဘေးကင်းလုံခြုံကျန်းမာကြပါစေ။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။